တ်လာရှိရနေမှာကြာရောက်တဲ့တရားခွန်တဲ့ကြိမ်မြောက်အပြည့်ပြဆိုင်ရာအမျိုးသမီးများနေကိုဂုံပြူရဲနေနဲ့မတ်လာဆန်နေရနေကအမျိုးသမီးအလို့သမားတထောင်ခန့်ဟာလှိုင်းတရားမျိုးနဲ့နဝရီမတ်တိုင်ကနေကနောင်ခမ်းမှာအထီးချီတက်လန်းလျှောက်ပွဲတရပြုလုပ်ခဲ့ပါတယ်တရားခွန်တဲ့ကြိမ်မြောက်အပြည့်ပြဆိုင်ရာအမျိုးသမီးများနေရအတွက်လမ်းလျှောက်ဂုံပြူပွဲကိုမြန်မာနိုင်ငံလုံးဆိုင်ရာအလို့သမားတပ်မကများအဖွဲ့ချုပ် CDUM ရဲ့အမျိုးသမီးကော်မတီကဥဆောင်ပြုလုပ်တာဖြစ်ပြီးလိုက်တရားမော်ဘီနဲ့မင်္ဂလာတော်စက်မှုဆောင်တွေမှာရှိတဲ့စက်ရုံ15ရုံခန့်ကအမျိုးသမီးအလုပ်သမားတထောင်ခန့်က နက်၈နာရီအချိန်ကနေစတင်ပြီးချီတက်လန်းလျှောက်ခဲ့ကြတာဖြစ်ပါတယ်။အဲဒီချီတက်လန်းလျှောက်ပွဲကနေမြမမျိုးသမီးတွေရဲ့အခွင့်အရေးပိုင်းဆိုင်ရာတွေကိုဒန်းနူရရှိနိုင်မှုအတွက်တောင်းဆိုခဲ့ပြီးအဓိကအနေနဲ့အမျိုးသမီးတွေရဲ့ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ILO ပြဋ္ဌာန်းချက်183ကိုနိုင်ငံတော်အစိုးရအနေနဲ့လက်မှတ်ရေးထိုးပေးဖို့တောင်းဆိုမှာဖြစ်ပါတယ်လို့မြမနိုင်ငံလုံးဆိုင်ရာအလို့သမားသမဂ္ဂများအဖွဲ့ချုပ် CDUM ရဲ့ဗဟိုကော်မတီဝင်ဖြစ်သူမဝင်းတိန်ကီဆိုကအခုလိုပဲပြောပါတယ်။အဓိကတော့ ILO ဟို convention 183ကိုဒီလက်မှတ်ရေးထိုးဖို့ကိစ္စပေါ့နော်အဲအဲ့ဟာတော့အစိုးရကလက်မှတ်မထိုးပေးရသေးဘူးပေါ့နော်ကျွန်တော်ဒီဟာကိုအဓိကကျွန်တော်တို့ကပြောချင်တယ်183ကိုလက်မှတ်ထိုးပေးလိုက်လို့ရှိလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီပေါ့အဲအမျိုးသမီးတွေရဲ့ကောက်ွယ်စောင့်ရှောက်မှုနဲ့ပတ်သက်ပြီးတော့ခွင့်ရေးတွေပိုအများများရလိမ့်မယ်လို့ထင်တယ်အခုကျွန်တော်တို့ရနေတဲ့ခွင့်ရေးကဘာတွေလဲဆိုတော့ဒီပေါ့လူမှုဖူလုံရေးနဲ့ပတ်သက်ပြီးတော့မိဖွားခွင့်ဆိုတဲ့အခွင့်အရေးလေးမျိုးပဲရှိတယ်အဲဒါပေမဲ့ကျွန်တော်တို့ကဒီဟာနဲ့မလုံလောက်ဘူးဘာကြောင့်မလုံလောက်လဲဆိုတော့ကျွန်တော်တို့လုပ်ငန်းဝင်မှာဟိုဘာလဲဒီပေါ့ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်ကောဒီပေါ့ဒီ ျိုးသမီးတွေမျိုးသမီးကျန်းမာရေးနဲ့ဘိုင်းဆိုင်ရာဖြစ်တဲ့ကိစ္စတွေမှန်သမျှရောကျွန်တော်တို့ကကာကွယ်မှုမပေးနိုင်သေးဘူးလုပ်ငန်းခွင်မှာပေါ့နော်ဒါတွေကိုကျွန်တော်တို့ကလည်းရစီခြင်းနဲ့တကြောင်မို့ကျွန်တော်တို့အခုဆိုင်းဘုတ်တွေအဲ့အဲ့ဒီပြပြဆုံဆုံပါတဲ့ဆိုင်းဘုတ်တွေကင်ပြီးတော့ကျွန်တော်တို့ကဒါအစိုးရကိုလည်းတဖန်အသိပေးခြင်းနဲ့ဖြစ်တယ်ဒီအပီပီဆိုင်းရာမှာလည်းဒီလိုစံနှုန်းတွေရှိတာကိုလည်းကျွန်တော်တို့ကအသိပေးခြင်းဖြစ်တယ်ပေါ့အစိုးရအောင် မြန်မာနိုင်ငံလုံးဆိုင်ရာအလို့သမားသမဂ္ဂများအဖွဲ့ချုပ် CDUM ရဲ့ဥက္ကဋ္ဌဖြစ်သူဦးမောင်မောင်ကလည်းလက်ရှိမြန်မာနိုင်ငံရဲ့အမျိုးသမီးအခွင့်အရေးရရှိနေမှုနဲ့နိုင်ငံရဲ့အခမ်းအကဏ္ဍတွေမှာအမျိုးသမီးပါဝင်မှုအခြေအနေတွေကိုအခုလိုပဲပြောပါရစေ။မြန်မာနိုင်ငံအနေနဲ့ကတော့ကျွန်တော်တို့ကမြင်တာပါတော့အမျိုးသမီးတွေကနိုင်ငံမှာတော့နိုင်ငံရေးရအဆုံးဖြတ်တဲ့နေရာမှာတော့ရှိကြတယ်။သို့တော့ကျွန်တော်တို့အများစုမှာပေါ့ majority မှာတော့အမျိုးသမီးပါဝင်မှုအများနည်းနေတယ်။အမှလွတ်တော်မှာရှိတဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်တွေ အချိုးအစားကိုကြည့်မယ်အမျိုးသမီးကိုယ်စားလှယ်တွေနည်းနေသေးတယ်အဲကျွန်တော်တို့တမက်ကမှလည်းကျွန်တော်တို့ပြန်ကျွန်တော်တို့ရဲ့အခြေခံဥပဒေထဲမှာအမျိုးသမီးတွေဒီဘဟုကော်မတီမှာ30ရာခိုင်နှုန်းပါမယ်လို့ပါရမယ်လို့ကျွန်တော်ထည့်ထားတယ်ဒါကအပြည့်ပြည့်ဆိုင်ရဲ့တမက်ချက်ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်အခုမရှိသေးဘူးအဲ့ဒါကျွန်တော်တို့ကဒီလိုပွဲတွေလုပ်ပေးမှသာလေဒီမျိုးသမီးတွေကဟိုနိုးကြွားလာမယ်တက်ကြွလာမယ်အာကိုယ့်အိမ်မှာကိုယ်အလုပ်လုပ်ပြီးနေတဲ့တခုနဲ့မကဘူးကြံတဲ့ကဏ္ဍတွေမှာပါလေသူတို့ပါဝင်ဖို့လိုတယ်ဒါမှသာလင်တည့်အောင်မှုရှိမယ်ဆိုတာကို ကျွန်တော်မြင်အောင်ကျွန်တော်ကူညီပေးနေတဲ့အနေအထားရှိပါတယ်ခင်ဗျာ။မက်ရှာရှိရနေ့မှာကြာရောက်တဲ့အပီပီဆိုင်ရာအမျိုးသမီးများနေကိုအမျိုးသမီးလူသမားတွေအနေနဲ့ကြိုးစားဂုဏ်ပြုပွဲတွေပြုလုပ်ခဲ့ပေမယ့်ချီတက်လန်ရှာပွဲကိုတော့ယခုနှစ်ကစတင်ပြုလုပ်ကြဖြစ်တယ်လို့သိရပါဗျ။ယခုနှစ်2018ခုနှစ်မက်ရှာရှိရနေ့မှာကြာရောက်တဲ့အပီပီဆိုင်ရာအမျိုးသမီးများနေကိုတော့အလုပ်ပိရနဲ့မတိုက်ဆိုင်တာကြောင့်မက်ရှာဆန်ရနေ့ကိုပြောင်းရွှေ့ပြီးချီတက်လန်ရှာဂုဏ်ပြုပွဲပြုလုပ်ကြဖြစ်တယ်လို့သိရပါဗျ။